ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့လှုပ်ရှားဆွတ်မှုရနယ်မြေတွေဖြစ်တဲ့မတ္တရာစင်ကူးနယ်တပိတ်ချင်းမြို့နယ်တွေကစစ်တပ်ကအတူရောင်ရွက်ောက်ပွဲပြုလုပ်ဖို့ရထားတဲ့မြို့နယ်တွေစီးမပါဝင်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ဒါကြောင့်အခုရပိုင်းအတွင်းမှာမတရားစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေမှာတနေ့ထက်တနေ့စစ်ရေးတိုက်ပွဲတွေပုံမပြင်းထန်လာနေတယ်လို့ဆိုပါရစေ။စစ်တပ်ကရွေးပွဲပွဲမှန်တိုင်ခင်အင်အားများစွာအသုံးပြုပြီ တော်လိုင်းရဲတပ်ဖွဲ့တွေရဲ့ထင်းချုံစွန်းမိုးနယ်မြေတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။လက်ရှိစစ်တပ်ရဲ့ထိုးစစ်တွေကိုကိုစွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ပြီးတော်လိုင်းကြီးရဲ့အဆုံးသတ်ပန်းနိုင်ကိုရောက်တဲ့အထိမဆုံမနစ်ဆက်လက်ချီတက်သွားမယ်လို့လည်းဆိုပါတယ်။ဒါကြောင့်ဒေသတွင်းနဲ့ပြည်သူလူထုအနေနဲ့တိုက်ပွဲတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအနရယ်ကင်းနိုင်ဖို့အတွက်လိုအပ်တာတွေကိုပါလှုံ့ဆော်ထားကြဖို့တိုက်တွန်းပြောဆိုထားပါတယ်။ စစ်တပ်ကတရားမဝင်အထူးအောင်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာအတမပြုလုပ်ဖို့စာရွက်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။